အဲ့ဒါ formula 8က consolidate ပေါ့နော် consolidate ကလည်းတော်တော်အသုံးဝင်တဲ့စင်စရာတွေရေးဆွဲတဲ့နေရာမှာတော်တော်အသုံးဝင်တဲ့ formula ဘယ်လိုလဲဆိုတော့သူက data ထဲမှာရှိတယ် data တွေကဒီ consolidate ဆိုတဲ့ဟာလေနော်ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်ကဒီမှာလလိုက်လလိုက်ကျွန်တော်တို့တွေကဒီအောက်မှာရှိတဲ့ January ရှိတယ် February ရှိတယ် March ရှိတယ် April May ငါးငါးလပေါ့နော်နမူနာလုတ်ပြထားတယ်ဆို product တွေက sound တွေ server တွေဒါပီတန်တွေ computer တွေရောင်းထားတယ်ပေါ့နော်အဲ့ဒါတွေတလာချင်းစီပဲရှိနေတယ်ဒီတဲမှာကျွန်တော်ကနှစ်ချုပ်စင်လုတ်ချင်တယ် အဲ့ဒီထဲကိုကျွန်တော်တို့ကထည့်ကျင်တာဒီကွက်ကြီးတဲ့ကိုထည့်ကျင်နေဆိုတော့ဒီကဒီဆရာကွက်ကိုကျွန်တော်တို့ဆက်လက်မလာနော်ဆက်လက်မလာပြီးတော့ data တွေကပထမဒီ home မှာရှိမှာပေါ့နော်အဲ data တွေကဒီ consolidate ဆိုတာလေးကိုနှိပ်လိုက်နော်ဟုတ်ပြီနော်အဲ့မှာအပေါ်မှာ function value တွေထည့်ပြရမယ် function ဘာ function account လုပ်ချင်တာလား sum လုပ်ချင်တာလား average လုပ်ချင်တာလားဒီမှာရှိရနော်ကျွန်တော်တို့က sum ကျွန်တော်ပေါက်ထည့်ချင်တာဆိုတော့ sum ထားမယ်နော်ပြီးရင် refresh ဘယ်ဟာတွေ refresh လုပ်မလဲဆိုတော့ကျွန်တော်အောက်ကဒီလာလိုက်လာလိုက်ဆရာကွက်လေးတွေကို refine လုပ်ချင်တာလေးနော်ဒါကျွန်တော်ခုနဆန်းထားတော့ဒါပြန် delete လုပ်လိုက်မယ်အဲ့တော့ကျွန်တော်တို့ဒီထဲမှာ select ချက် select မချရင်သူကဒီလိုလေး tactical လေးပေါ်တာနော် select မချမိဘူးဆိုရင်သူကမပေါ်ဘူးသူကလိုအပ်ပြီးယူလို့မရဘူးအဲ့တော့ refine ယူချင်ရင်ဒီထဲမှာဒီ refresh ဆိုတဲ့အကွက်လေးမှာ click လေးတစ်ချက်နှိပ်ပြီး select ချက် select ချက်ပြီး January နှစ်စပြီးယူမယ်ဟုတ်ပြီလား January ဒီဒီ quick လေးယူလိုက်နော်ပြီးရင် add ထည့်လိုက်ပြီးရင် February စတိုက်လောက်သွားလို့ရတယ် at အောက်မှာတူတူသွားရနော်သူ refund ဒီပဲလေးဒီဒီပဲတိတိလေးတွေမှာဒီပဲကြီးကြီးလတ်ထဲတာကွာနော်အဲ့တော့ပေါင်းလိုက်တာပြီး at ထဲပြင်ပြီးနောက်တစ်ခု april at ပြီး may at okay ပြီးဒီပဲ top row နဲ့ left column ဆိုတာလေးတို့သူအမှန်ကြီးလေးချစ်ပေးရမယ်အမှန်ကြီးလေးချစ်မပြီးသူကဒီပဲပေးရ product ဘောကလတော့ဇန်နဝါရီဖေဖော်ဝါရီဆိုတော့မပါပဲဖြစ်သွားမှာဆိုလို့အဲကုသိုလ်မင်းချင်းချစ်ပေးရမယ်ပြီးရင် okay လေးနေလိုက်ဩဒီတည်းမဝင်သွားပြီနော်ပြီးလာလိုက်ဝင်သွားပြီဒါဒါဒါနှစ်ချုပ်စင်းလုပ်တဲ့သဘောလေးကိုကလာချုပ်လေးလေးလုပ်ထားတယ်ဆိုရင်ဒီတည်းပေါမုံထွက်အဲ့လိုမှမဟုတ်ဘဲနဲ့ဒါနမူနာတစ်ခုပြတာလာချုပ်တို့ဘာလို့မဟုတ်ဘဲနဲ့တခြားဇာကွက်တွေဟိုချလုပ်ငန်းနဲ့ပတ်သက်တဲ့ဇာကွက်တွေအများနဲ့ဆိုတခုတည်းပေါင်းထွက်ခြင်းလေဒီလိုမျိုးဥပမာကျွန်တော်တို့ဟိုဟာမျိုးစားတွေပေါ့ခုန product မျိုးစားတွေတည်တန်းတည်တန်းရှိနေတည်းပေါင်းထွက်လို့ရတယ်နော်ခုနကပုံမှန်တော့ခဲ့သူပဲဒီပုံမှန် အလုံးကိုဆက်လက်မှတ်ပြီးတော့ order order equal နေလိုက်အဲ့တော့ total ပေါင်းလိုက်ကိုရတယ်နော်ပေါ် total ဒီလေးလာတော့တယ်နော်အဲ့ဒါကပါလဲဆိုတော့ consolidated formula လို့ခေါ်တယ်နော်တော်တော်သုံးဝင်ပါတယ်ဒီကောင်လေးကဟိုဟိုပေါ့ဒီဇက်ကွက်တတိလေးတွေကိုတစ်ခုထဲမှာပေါ့နှစ်ချုပ်လောက်တာပေါ့နော်နောက်တစ်ခု မကူဖော်မူလာတော့ draw down list ဆိုဖော်မူလာဘလူးလေးလုပ်လဲဆိုတော့ကျွန်တော်လည်းမြင်မှုမဟုတ်ဘူးဒီလိုလေးနေလိုက်ရင်ဒီမှာပေါ်လာရင်အဲကုကြက်တာလေးရွေးလို့ရတယ်နော် draw down draw down လုပ်တယ်ဟာနော်ဒါဆို product ဒီဒီဇာတ်ကွက်ကြီးကိုကြည့်လိုက်တိတ်ရှိမယ် product တွေရှိမယ် region သူရဲ့ data တွေရှိမယ်စီးပါဆန်ဘယ်လိုလဲဆိုတာရှိမယ်နော်အောင်းအောင်လို့စုစုလို့ကြီးတော့ဘယ်နှခုရှိတယ် price ဘယ်လောက်ခုရောင်းရတယ်အမြတ်ကဘယ်လောက်ကြတယ်ဆိုတော့ဇာတ်ကွက်ကြီးရှိမယ်အဲ့တည်းမှာမှာကိုကကုလူဂျင်နာလေးဆွဲထုတ်ချင်တာမျိုးလို့ဘာလို့ဆိုရင်ဘယ်လိုလုပ်လဲဆိုတော့နော် သူကဟိုဟို drop down list ဆိုတာဒီ data တွေမှာပဲရှိတာဒီ data တွေကဒီ data validation ဆိုတာလေနော်ဒီ player data validation ဆိုတဲ့စာလေအဲ့တော့ကျွန်တော်တို့ကလိုချင်တဲ့နေရာမှာကျွန်တော်တို့ကဆက်လက်မှတ်လိုက်ပြီဒါတွေကနမူနာလုတ်ပြထားတာကျွန်တော်တို့ကဒီကဟိုဟာပေါ့ဟို product region စီပါစင် date ဆိုပြီးတော့ထည့်လိုက်မယ်နော်အေးဒီဒီက date ဆိုတာလေးရှာမယ်ဒါပေါ့ကဒီ account တန်တယ်လေးပြီးလိုက်တာပေါ့နော်ပြီးရင်ဒီမှာဆက်လက်မှတ်မယ်ပြီးရင်ဒီ data တွေက ဒီ bleed data validation ဆိုတာလည်းရှိသုံးခုရှိတယ်အမှပေါ်တော့အနေလိုက်နေလိုက်ပြီးတော့ setting ထဲမှာဒီ any value ဆိုရင်လည်းကျွန်တော်က list ဆိုတာလည်းရှိတယ်เนาะ list ဆိုတာလည်းရှိတယ်အဲ့ဒါနေလိုက်ပြီး source ဆိုရင်နေရာမှာ selector ပြီးရင်ဒီဘက်မှာကိုလိုချင်တဲ့တော့ကျွန်တော်က date ဆိုတော့ကိုလိုချင်တဲ့ column ကို select မလိုက်ပြီးရင် okay လေးနေလိုက်နော်ဒါဆိုရင် date ကိုရွေးလို့ရတဲ့ drop down list လေးပေါ်လာပြီ။နည်းကြည့်လိုက်အဲကိုကြတဲ့ date ကိုရွေးရအောင်။အဲအဲ့လိုမျိုးလေးဒါဒါ ဟိုဖြစ်လို့ကျင်းနေလို့ဘောင်းဒီလိုလေးကျင်းနေလို့နော်အဲ့လိုအဲ့လိုမျိုးပေါ့နော်အဲ့ဒါတိတ်ကိုရွှေ့တာပေါ့နော်ဒါဒီလိုပဲနေပြီးတော့ဒီဒီ region မှာဆိုလဲအတိုင်းလောက်ထားတာခုနပြန်ပြောပြမယ်ဒီ region မှာဆိုရင်ပြန်ပြလိုက်ပါနော်ဒီ region မှာဆိုရင်ရောလေး slam လိုက်ပြီးရင်အဲ data validation ကိုနေလိုက်ပြီးရင် any value မှာ list ဆိုတာလေးကိုရွှေ့ပြီးတော့ source ဆိုတဲ့နေရာမှာ ူကလူချင်းပေါ့နော်ဒီကလူကြီးပြီး okay လေးနေလိုက်အဲ့တော့ကျွန်တော်ရွေးလို့ရတာလူချင်းပါနော်ဟာပသိမ်လာရန်ကုန်မန္တလေးလာနော်အဲ့လိုလေးဒါတော့ translate ရဲ့ formula လေးအထူးပုံအားလုံးအဲ့လိုပြန်ပြီးတော့ချုပ်ရမယ်ဆိုရင်ဟောပေါ့ကိုကူရှိရပေါ့နော်ဒီစက် formula ကိုမျိုး sum ရှိမယ် average ရှိမယ် if formula ရှိမယ်ကိုကိုကတိနေရှိမယ်ဒါပေါင်းတာเนาะအခုတွဲပေါင်းတာပြဆက်ဆက်ကောင့်ရစ်ဆိုတဲ့ formula ရှိတယ် ပြီးကောင်းတဲ့ကောင်တာရဲ့ formula နှစ်ခုရဲ့ကွာခြားချက်ပြီးဒူတင်းနဲ့နောင်းနဲ့ထည့်တဲ့ရဆွဲနဲ့ချင်းတွေထည့်တဲ့ formula ပြီး consolidate ဆိုတဲ့ဇာတ်သေးလေးတွေကိုတခုတည်းနှိချုပ်လုပ်တဲ့ formula နောက်ဆုံးနံပါတ်6ခုမြောက်က drop down list formula လေးတွေနော်ဒါလုပ်ငန်းကုနေမှာလည်းအသုံးတည့်နော်နော်ကိုလုံးရလာပြီဒါတို့ပြီးရင်ဒီဒီဇာတ်လေးလည်းကျွန်တော်ဆရာတို့စီကိုပြီးပြီဒီ file လေးကိုပြီးပြီအဲ့ဒီအတိုင်း live လုပ်ကြည့်လိုက်ဒီမှာ formula တွေထည့်ပြီးသားနော်အဲ့ဒါလေးခုလက်လေ့ကျင့်ကြည့်ကြပါကြနော်